စေတကရတောင်ကြီးဒုတိယအကြိမ်ပွဲနင်းသပင်းခန်းနာကျင်းပတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။ဇမိုင်းဝင်ကြီးဌာနဇမိုင်းလူဆွာရင်မြေဦးစီဌာနစေတကရတောင်ကြီးဒုတိယအကြိမ်ပွဲနင်းသပင်းခန်းနာကိုတောင်ကြီးမျိုးတောင်ကြီးတက္ကရပွဲနင်းသပင်းခန်းမ၌နိုဝင်ဘာလ30ရက်နေ့နနက်ပိုင်းကကျင်းပခဲ့ပါတယ်။ ထို့သို့ကျင်းပရာတွင်စေတကရူတောင်ကြီးပေါမောက်ခါချုပ်ဒေါက်တာလာဝင်းမြင့်ဒုတိယပေါမောက်ခါချုပ်ပညာရေးဖွဲ့ဝင်များစီမံခန့်ခွဲရေးဖွဲ့ဝင်များကသက်ဆိုင်ရာဝေယုံတီတီကိုဝစ်စင်လျက်ဖွင့်နေတဲ့ပင်စင်မြင့်မော်တို့အစီအစဉ်အတိုင်းတက်ရောက်ကြရာမြမဆိုင်ဒုတိယဖွဲ့ကနိုင်ငံတော်တချင်းကိုတီမုတ်ခဲ့ကြပါတယ်ထို့နောက်စေပညာဖွဲ့ရမောင်မဲများအားစေတကရူတောင်ကြီးပေါမောက်ခါချုပ်ကအဋိဌံပြုဂတိသစ္စာခံယူစေပြီး ဆေးပညာပွဲရရှိသူ82ဦးအားဆေးပညာပွဲများအတီးတီးချီးမြှင့်အပ်နေခဲ့ပါတယ်။ရင်နောက်ဆေးသက္ကတိုလ်တောင်စီပေါမောက်ခချုပ်ဒေါက်တာလာဝင်းမြင့်ကဖွင့်နေတဲ့ပင်မိန်ခွန်းပြောကြားရတွင် အခြေခံဆရာဝန်တဦးအနေဖြင့်ကျန်းမာရေးမြင့်တင်ခြင်း၊ယောဂါကာကွယ်ခြင်း၊ဆေးကုသခြင်း၊လူနာများကို ပြုစုခြင်းများအပြင်စီမံခန့်ခွဲရေးကိစ္စရပ်များကို နားလည်တွေ့ကြံပြီးကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်အောင်စူးစမ်းကြရန်လိုအပ်ကြောင်း စိတ်ကောင်းစေတနာမှန်ရှိသည်ပညာပြေဝါထူးချွန်းထက်မြတ်သည်ပြည်သူလူထုအားကိုရသည်ဆရာဝန်ကောင်းများဖြစ်လာအောင်စဉ်ဆက်မပြတ်ကြိုးစားကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်အဆိုပါစေတကရိုတောင်စီဒုတိယအကြိမ်မြောက်ဖွဲ့နှင်းတပင်းအခမ်းအနားသို့ကျမ်းမာရေးလူစွာအရင်မြေဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ပေါမခဒေါက်တာတင်ထွန်းညွန်ကြားရေးမှူးဒေါက်တာကျော်စုံညွန့်နဲ့ဘွဲရမောင်မင်းများ၏မိဘဆွေမျိုးများတက်ရောက်ကြပြီး ဈေးပညာပွဲရရှိသူစုစုပေါင်း82ဦးတို့အားဈေးပညာပွဲများချီးမြှင့်အနှင်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။